မှန်တရားဆိုပေမဲ့သိနိုင်ပြင်နိုင်မှုခက်တဲ့အမှန်တရားတွေမနေ့ကမသိခဲ့လို့ဒီနေ့ပြန်ဆုံကြသည်ဒီနေ့မသိသေးရင် မနေ့ပြန်ပြန်ဆုံရအောင်မြည်ကိုသေးတဲ့အခါကိုပိုင်ဆိုင်တယ်လို့ထင်ထားခဲ့တဲ့အရာတွေအားလုံးဘာတစ်ခုမျှယူဆောင်သွားခွင့်မရှိပါလားစားဖို့ဝတ်ဖို့နေဖို့အတွက် နေ့စဉ်နဲ့အမျှရုံးကန်လှူရှားခဲ့တာတွေတညတကအသေးကောင်းကြီးလို့အိတ်ဆက်အနာယူကြရတယ် မနေ့ကဆိုတာအိမ်မက်မနေ့ပြန်ဆိုတာမြုံနှင်းချက်ဒီကနေ့ဒီအချိန်ကသာလက်တွေ့ဘဝဖြစ်တယ်အရာရာအမှုမဲ့အမှတ်မဲ့နေကြတယ်အမှုမဲ့အမှတ်မဲ့နေရင်းနဲ့ပဲလူတွေဟာဖြိုးခနဲ့ဖြက်ခနဲ့ဖြုတ်ခနဲ့တည်ဆုံသွားကြတယ်တချို့ထမင်းစားရင် တချို့လမ်းသွားရင် တချို့ခီးသွားရင်တချို့အိပ်ပျော်နေရင်တချို့ကဆေးရုံပေါ်မှာတချို့ကနေရင်းထဲမှာတချို့ကလမ်းပေါ်မှာနေရာစုံမှာပုံတံတမ်းမျိုးစုံ အခြေအနေမျိုးစုံနဲ့တည်သွားကြရရှာပေတန်တရာဘဝတွေတဘဝပြီးတဘဝမရေမတွက်နိုင်အောင်ဖြစ်တည်ပြခဲ့လို့အယိုးစုတွေဟာ တောင်းလို့ပုံနေလို့မြတ်စွာဘုရားမိန့်တော်မူတယ်။ကိုယ်အင်အနာကိုယ့်ရက်ကွက်ကိုယ့်အတိုင်းဝိုင်းမှာအတုပါရှိလို့လိုက်ပို့ကြတယ်။အဲ့ဒီချိန်မှာဘယ်သူတွေတံဝေကားရမိကြတယ်။အတုပါအင်ကကွာစီလုံးလေးစားလိုက်နေကြစီလေးစားလိုက်တစ်ဖက်တော့လေးနဲ့ ရေနွေးချမ်းလေးတောက်လိုက်ဘလို့ဖြစ်လို့သေးတာလဲဘာကြောင့်သေးတာလဲအော်အင်းနဲ့ဆိုပြီးဘလိုက်ထိုက်လေးပဲစိတ်မကောင်းဟန်မိတတ်ကြတယ်ဒါလူတဘာဝပါပဲမြတ်စွာဘုရားဟောတဲ့အတိုင်းမနနာနုတ္တိဘာဝနာဖို့ဘဒုကာများအမှတ်ထင်တဲ့တတိတရားနဲ့ပွားများဖို့အမှတ်ရကြပါလိမ့်မလို့အဲ့ဒီလိုနဲ့ပဲအချိန်တန်တော့မသားချသူကိုလိုက်ပူခဲ့ကြတဲ့လူဒီအလှည့်ရောက်ကြပြန်ပြီမသားအိမ်မှာမသားလောင်းကြီးက မသားဘူးလာမိကြတဲ့အဖြစ်ကြီးကိုကိုကငါလည်းတနည်းသူ့လိုပဲတေရအောင်မဲ့မသားလောင်းကြီးပါလို့ဘယ်လိုလုပ်ကင်မွန်းတက်ချင်ပါလိမ့်လို့တေချင်းအကြောင်းနဲ့ပတ်သက်လာရင် လူတော်တော်များများကမိထားတတ်ကြတယ်ဟာနမိမရှိနမမရှိဒီစကားတွေလာမပြောနဲ့ဆိုပြီးဒီအတွေးတွေဝင်လာတိုင်းအပျော်လေးနဲ့အစားထိုးလိုက်ကဒီဘဝမှာရေလိုက်ငားလိုက် သူ့လိုကိုယ်လိုနေရင် သူ့လိုကိုယ်လိုပဲဘဝတစ်ခုက ေကုန်းချုပ်ဆုံးသက်ကြရတယ်။လူဘဝရဲ့အနှစ်သာရတွေဟာပျော်ပန်းမှုကြွားကာမဂုဏ်ရမတ်စည်းစိမ်တွေကြားမှာပြုံတီးသွားကြရတယ်။အင်းဒီလိုနဲ့ပဲတန်တရားဟာတပတ်ပြီးတစ်ပတ်လည်းခဲ့ပြန်ပြီမဟုတ်လား။သူများအသေးကိုကြည့်ပြီးကို့အသေးကိုပြန်ဆင်ခြင်ဖို့မိခဲ့ကြသူတွေကအများကားပဲမဟုတ်တာ။ဒါကြောင့်လေလူသတိန်းတည်လို့လူတယောက်သူကစီပုံရောက်ဖို့ဆိုတာမလွယ်ဘူးလို့မြတ်စွာဘုရားဟောခဲ့တာပါပဲ။ စားဖို့ဝတ်ဖို့နေရေးထက်ကာမဂုဏ်အရေးကိုပဲဦးစားပေးလာကြရင်လေလိုရာတစ်ခုထက်ပုံမလွန်ကဲလာတဲ့ဒေါ်ဘာလူကြောင့်လူတွေဟာပူလောင်ပင်ပန်းဆင်းရဲကြတယ်လူကျင်နာမယာမချင်းအပူတပြင်းကြိုးစားကြတယ်အပူမီးတွေကိုဗုဒ္ဓဟောကြားတဲ့တရားဘာဝနာနဲ့ငြိမ်သက်ဖို့သတိမေ့လျော့နေကြတယ်ဒီလိုနဲ့ပဲရွေးကုန်တဲ့ကြီးလူလောဘဇောတွေတက်ပြီးတေချာရရှာတယ်။ရောင်ရဲတင့်တယ်နဲ့စိတ်မရှိကြတဲ့အခါ ဝိသမလောဘသာလို့လောကမှာထုံကားလာကြတော့တယ်။ကိုလိုချင်တာရဖို့အရေးပေါ်ဆမ်းမွေးကိုစံညာရောက်ဖို့ဝင်မလေးတော့တယ်လို့ပဲစီတွေကိုစောင်းစီထဲဖို့ဝင်မလေးတော့ဘူး။ဓာတ်စီတွေကိုရေးထည့်ရောင်းရဖို့လည်းလက်မတုံကြတော့ဘူး။အော်လောဘလောဘမကောင်းမှုလုပ်ဖို့ရမိစားတွေမွေးတဲ့ဒီလောဘကိလေသာအတော်လဲကြောက်ဖို့ကောင်းလာပဲ။အခုလိုဖြစ်မှန်းသိသိချင်းနဲ့ပိုးဖလံဆိုတဲ့အမျိုးမိကိုပဲတိုးလို့ ရလေလူလေအိုးတစီဆိုတာမျိုးပါပဲလူရာထက်ပူတဲ့လောဘလူနဲ့ဒီကဘာကြီးမှာလူတွေပူလောင်နေကြရတယ်တတဝါကြီးစိတ်ပင်ပန်းဆင်းရဲနေကြရရှာတယ်အေးချမ်းစွာနေလိုတဲ့သူတော်ကောင်းတွေစိတ်နှသက်မသာဖြစ်ကြရရှာတယ်မိလောင်ရဲ့မိကူတတ်တဲ့အပူဟတ်တတ်တဲ့သဘောတရားနည်းအတူပါပဲဒီနေရာမှာမစိုးရင်တိုက်တဲ့မဟာနာယကဆက်တော်ဗဒ္ဒနာဝါသီလာပြီးဝင်သားဤဩဝါဒလေး အလွန်မှတ်သားစရာကောင်းလို့နောက်ပါလေတီဟူမှာကပ်ဘေးဆိုင်တော့က၁၂နှစ်မျိုးခေါင်ခဲ့တယ်စားဝတ်နေရေးကြက်တဲလုံးလုံးအစာအာဟာရချို့တယ်ပြီးရာဂါစိတ်တော့ဖြစ်ကြတယ်ခလေးမွေးတာတွေမရှိတော့ပဲတဲ့လူတွေငါကြတော့ယဟန်တန်ဃာတော်တွေလည်းဆွမ်းမရရှိကြပဲအာဟာရပြည့်ပြီးပြန်လုံတော်မူတာအများကြီးပဲလို့မှတ်တမ်းတွေရသိရတယ်ထူးဆန်းတာတစ်ခုကတောအုပ်ကြီးရဲ့တစ်ဖက်ချမ်းမှာယဟန်တာပေါ့ အတောင်း9000တိသတင်းသုံးနေကြတယ်တဲ့လူတွေကငါတို့တန်ခတ်ပါစီတန်ခါတော်တွေမငတ်စီရဘူးဆိုပြီးစဘာတွေလုံးနေစားတော့လောင်ပြီးထားတယ်အဲ့ဒီစဘာတွေဟာတညာတည်းနဲ့ကျွတ်တိကြိုက်သွားတာကုံသွားလို့ရဟန္တာပေါင်း2000လေးတောင်ဟာတန်ဝေကရကြပြီးတောအလယ်မှာပရိနိဗ္ဗာန်ပြုသွားကြတယ်တဲ့ကဗေးစုဆိုတာတတ္တဝါတွေရဲ့အာကုတုကံတူရတူရဆုမိကြလို့အကျိုးပေးတာပါဘုရားကလည်း တတဝါတိုင်းတန်တရားမှာမပြုတ်လို့ဘူးတဲ့အကုသိုလ်မရှိဘူးလို့ဟောထားလေတော့ဘယ်လိုအကုသိုလ်မျိုးမဆိုဝင်ရောက်အကျိုးပေးဖို့အဆင်နဲ့မှာပဲအခုဒီနေ့ကဘာကြီးပေါ်မှာဖြစ်နေတာဟာကပေးပါပဲကတ္တုံးပါးပြီးဖြစ်တဲ့လောကပြီးလက်နက်ပြီးငမ်းမော့ပြီးအထင်ရှားဖြစ်ပေါ်နေတာအားလုံးအသိပါကုတ္တနိုင်ငံနဲ့မဟုတ်ပါဘူးအဲ့ဒီတော့တေဟုကပ်ပြီးတော့ကတော့ဆနစ်နဲ့မိုးခေါင်နဲ့ရဟန္တာကြီးတွေအပါဝင် တန်ဃာတော်အရှင်မြတ်တွေအများကြီးပြန်လုံတော်မူခဲ့ကြတယ်။ဒီဟိုမှာကပ်ပြီးမဖြစ်ခင်ကဇယမန္တညာယဟန္တာမဖြစ်ဘူးတဲ့ဇယမရှိဘူးတဲ့လူတော်ရပံတက္ကရာကံအနာကံတွေမှအများကြီးပါ။ကောင်းခင်မှာဇံကစားသူတွေဇံပြန်သူတွေများလုံးတော့ဇဘာလန်းတာတော့နေရောင်မရလို့မချောက်ဘူးတဲ့။အရိယာကြီးတွေဘလောက်များလဲစဉ်းစားကြည့်ကြပေါ့။တိမ်ပေါင်းများစွာရှိတဲ့တန်ဃာတော်တွေဟာကပ်ပြီးပြီးတော့ 1600ပဲကျန်တော့လေတဲ့ဒီသာသနာမှာတန်ဃာတော်1600နဲ့ပြန်လည်ရှင်သန်ခဲ့ရတာပါဒါကိုကြည့်ချင်းအဖြစ်ပြီးဟုတ်ကပီးဟာဘလောက်ထိစိုးလဲဆိုတာအဖြစ်ပေါ်ပါလေဒါကြောင့်ကပီးကာလဆိုတာတတန်တရာလုံးကအကုသိုလ်တွေဝင်ရောက်အကျိုးပေးတဲ့သဘောမျိုးငါကတော့အခုကောင်းတာလုပ်တာပဲမပါနိုင်ဘူးမထင်နဲ့ငါကတော့သာသနာကိုစောင့်ရှောက်နေတဲ့ယဟန်တော်ပဲငါကတော့ သာသနာပြန်ပွားအောင်ပြုလုပ်နေတဲ့သူပဲဆိုပြီးမပါဘူးမထင်နဲ့။ဘာကတော့ပရိပဋ္ဌာန်းတွေအများကြီးပူဇော်နေကြပဲဆိုပြီးကိုကိုကိုလုံခြုံပြီးမထင်နဲ့။ဘာကတော့အများကောင်းကျိုးလုပ်နေတာပဲလေဆိုပြီးလုံမမတွေးနဲ့။အာဟုတုဟာယောဂါပြီးလက်နဲ့ပြီးငတ်မှုပြီးဆိုတဲ့ကတ်သုံးပါးတစ်ပါးပါးနဲ့ဝင်ရောက်ပြီးအကျိုးပေးတတ်တယ်။သွားသတိလာသတိနေသတိထိုင်သတိအိတ်သတိနဲ့အစစအရာရာသတိထား ုရားရဲ့တရားတော်တွေကိုစင်စက်မပြတ်လိုက်နာကျင်လုံးပြီးကံတွေကိုပြုပြင်ပြောမှဆိုမှလုံမှမဖြစ်အောင်ညံနေနေထိုင်ကပ်ပြီးဆိုတာသူတော်ကောင်းဖြစ်ဖြစ်လူယုံမှဖြစ်ဖြစ်ဘယ်သူ့ကိုမှချမ်းသာမပေးဘူးအခုကောင်းတာလုပ်နေတဲ့တန်တရားမှမကောင်းတာလုပ်ခဲ့တာဒီအများကြီးပါအဖေမိတက်ခဲ့တာတော့မရေမတွက်နိုင်အောင်များပြားတယ်ဆိုတော့ကျန်တဲ့ကံတွေပြောမနေနဲ့အဆအဆအရာရာတတိထားပါ ကံတွေကမျက်နှာမပြဘူးလို့ဆရာတော်ကြီးကမိန့်ကြားထားပါတယ်။လူကျင်နာတွေများလာတဲ့အခါစေတနာတွေကပြက်ပြားလာကြတယ်။လူကျင်နာတစ်ခုအတွက်နဲ့ကြောင့်စေတနာတစ်ခုပြက်ရင်ကြရတယ်။လောကမှာအလင်းနဲ့ပေါ့အဖြူနဲ့မဲမတူပွဲပြားတဲ့ကဲ့လို့အယုတ်တဲ့အလောင်းတဲ့အငြင်းအနှွမ်းတွေဖြစ်တဲ့ကိလေသာစိတ်တွေလွန်မှုသွားတဲ့အခါအေးတဲ့အငြင်းတဲ့ဖြစ်တဲ့ဥဒ္ဒုစိတ်တွေရုပ်ရော်ပျောက်ဆုံးသွားကြကုန်လေ စိတ်သည်တစ်ချိန်တည်းတစ်ပြိုင်တည်းမှာနှစ်စိတ်မဖြစ်ပေါ်သကောင်တစ်စိတ်ပြီးမှတစ်စိတ်သာဖြစ်ပေါ်ပေါင်းပါလေကုသိုလ်ရှာရင်အကုသိုလ်ဝင်လာကြတယ်လောဘကင်းအောင်ခြင်းရင်လောဘတန်လျာလည်းပြန်လဲခြင်းလဲကြတယ်မောဟကင်းအောင်နေရင်ဒုက္ခအတွေးတွေကြားထဲမှာတဝဲလေလေနမွန်ကြရရရှာတယ်နောက်ဆိုကုံကုံပြောရရင်လောဘဒေါသမောဟကင်းဖို့တရားဟောရင်းနဲ့လောဘဒေါသမောဟတွေဖြစ်ကြရတယ်လူရာထက်ပိုတဲ့ လွန်ခဲ့တဲ့စိတ်တွေဖြစ်ပေါ်လာကြတဲ့အခါကံရည်ပင်ဟာတိုင်းကျက်ခွထတဲ့ကေလို့ငြိမ်သက်အေးချမ်းနေတဲ့စိတ်ဟာလည်းနောက်ကြည့်သွားပါတော့တယ်။လောကကြီးမှာအပျော်ကောင်းတိုင်းသူတော်ကောင်းမဖြစ်နိုင်ဘူး။စိတ်ထားကောင်းမှသူတော်ကောင်းဖြစ်နိုင်တယ်။စိတ်ထားကောင်းမှုကကိုကျင့်သီလကောင်းမှုလိုတယ်။ကိုကျင့်သီလမရှိဘဲသူတော်ကောင်းတရားဟောပြောနေရင်တိုက်ပုံနဲ့စကတ်တူလောဝတ်ထားတယ်လို့ပဲလိုက်ဖက်မှုမရှိနိုင်ပါဘူး။ကိုထက်တာနာလိုစိတ်တွေကြောင့်ပဲ လူတွေဟာပူလောင်နေကြရတယ်။ဒါကြောင့်လည်းပဲယနေ့ကဘာကြီးမှာလူတွေဟာပြိုင်ဆိုင်မှုတွေတဖြည်းဖြည်းပြင်းထန်လာကြတယ်။နောက်ဆုံးကဘာနဲ့ချီနိုင်ငံနဲ့ချီပြီးတော့ပြိုင်ဆိုင်လာကြတယ်။ပြိုင်ဆိုင်တာဟာကောင်းပေမဲ့တိုးတက်မှုကိုဖြစ်စေပေမဲ့ပြိုင်ဆိုင်မှုတွေပြင်းထန်လာကြရင်အချိန်မထိန်းနိုင်တဲ့ကားများလိုပဲတိမ်မောက်ကြရတဲ့အပြိုင်ဆိုင်ဆက်လက်နဲ့ပစ္စည်းတွေထုတ်ကြတယ်ကုနိုင်ငံကာဝယ်ဖို့တဲ့ ူတို့ဘာတိုင်းပြီးကျူးကျော်ဖို့ပဲဩဇာအာဏာပါဝါလွှမ်းမှုဖို့ကိုပဲသူတို့ရဲ့မသိစိတ်တွေကနှိုးဆွနေကြတယ်။တမိုင်းတစ်လျှောက်မှာလဲနိုင်ငံနဲ့ချီလဲနေမီလူတွေစစ်ပွဲတွေဆင်နွှဲခဲ့ကြတယ်။ပြဘာစစ်ကြီးမိဟုံတောင်းလောင်ခဲ့ကြတယ်။ဖျားဟောတဲ့စုတ်ကတ်ခကြီးဟာတဖြည်းဖြည်းနဲ့ရုပ်လုံးပြင်လာတော့လေလူသက်တမ်းတွေတဖြည်းဖြည်းဆုတ်ယုတ်ကဘာကြီးဟာတဖြည်းဖြည်းနဲ့ပူမွေးလာကြတယ်။အခုပဲကြည့်ပါ လူတက်တန်းဟာ90%သာပဲကျန်တော့တယ်။ဟိုတော့က AIDS ယောဂါဟာအတော်ကြောက်ဖို့ကောင်းနေတယ်။အဲ့ဒီလိုပဲကြောက်ဖို့ကောင်းနေကျန်တဲ့တုပ်ကွေးကိုဗစ် -19 စတဲ့ယောဂါပြီးတစားတဲ့စားပေါ်ပေါက်လာခဲ့တယ်။ဖျားဟောထဲမှာပါရာလီကိုသွားအမရမိတယ်။ကဲယောဂါတွေကြောက်ရောက်ခြင်းရဲ့အဓိကအကြောင်းရင်းဟာလူတွေကိုချင်းသီလတွေပြင်းလာကြတဲ့အတွက်လူတွေကိုမကြင်ညိုတာကြောင့်တကူးကြီးတဲ့နတ်တွေဟာလူလောကကို မဆောင်ချောက်ကြတော့ဘူးအဲ့ဒီအခါမှာဘလူးတစ်ပတ်စိုးသွားတဲ့မိစ္ဆာကောင်းကြီးကိုထိန်းချုပ်မထားတော့ဘဲလွတ်ပေးလိုက်ကြတော့တယ်ဖယားလက်ထက်တော်ကလေးကဝိသားလီတစ်မျိုးလုံးကက်ကြီးဆိုင်တော့လူတွေတစ်ဖွဲ့ဖွဲ့တည်ကြတာလူနိုင်ဒီပါပဲရသော်ဖယားယူရဟဝကိုရောက်တဲ့အခါကျမှကက်စီမူကြီးရွာသွန်းချလိုက်တယ်လူတွေကလောင်းကောင်းကြီးရေတွေနဲ့အတူမြေချောင်းအင်းအိုင်လေးကိုမျောပါကြသွားတယ်အဲ့ဒီအခါကျမှတန်ရှင်းသွားတော့တယ် အခုလည်းပဲငလင်ကပေးကြီးလှုပ်ခတ်သွားတယ်။အဲ့ဒီနောက်မှာပဲနှွေးခေါင်းခေါင်းနိုင်ငံနဲ့အဝမ်းမှာထူးထူးခြားခြားမိုးတွေအဆက်မပြတ်ဆက်တိုက်ဆိုသလိုရွာသွန်းချိုးခဲ့တယ်။မိုးရည်ဒီမဟုတ်ပဲပုံမှန်ရွာသွန်းချိန်ထက်ညစွာစောပြီးမှ မိုးတွေရွာသွန်းနေကြတာကက်စီမိုးကြီးလို့တော့ပြောလို့ရတယ်လို့ရာသီဥတုတွေဖောက်ပြန်လာတယ်လို့လည်းယူဆလို့ရပါတယ်။သိပ္ပံနီးကြရှုတော့ရာသီဥတုရှုတော့နေက ကြည်ရင်တော့အလွယ်တကူသိနိုင်မှုလည်းခက်တယ်လို့ ယုံကြည်လက်ခံနိုင်မှုနဲ့ခက်ကောင်းခက်ပါလိမ့်မယ်။ဒီနေရာမှာပါကျုပ်ဆရာတော်ကြီးရဲ့တရားကောင်းလို့ချက်လေးကိုထည့်သွင်းပြောပြလိုပါတယ်။ဆရာတော်ကြီးကဒီလိုမိန့်ထားပါတယ်။ကက်ဆိုက်တဲ့အခါတငါးပါးတိလာမြဲခြင်းနှစ်အတန်းငါစားသုံးမှုနေခြင်းသုံးပရိယုပုံနေရာကြခြင်းတို့ဟာကပ်ဘေးကိုအကောင်းဆုံးကာဝယ်ခြင်းပဲ။ကက်ဆိုက်တယ်ဆိုတာလူသားတွေလောဘဒေါသမောဟတွေများလို့တဘာဝတရားကြီးက ရတန်တော့ပညာပေးတာမာမသီလလုံးလုံးအောင်စောင့်ထင်းခြင်းရဲ့အကျိုးကိုပိပံကရိယာတွေနဲ့တိုင်းလို့မရဘူးကမ္ဘာလောကတကြီးဟာတတ္တဝါတွေရဲ့ကံတရားအတိုင်းဖြစ်တည်နေတာဖယားရှင်တွေမပွင့်တဲ့အချိန်သာသနာပကာလမှာလေလူသားတွေမာမသီလလုံးလုံးကြလို့၎င်းနဲ့မြတ်တွေဝလာဟာကဆိုတဲ့ရာသီဥတုကိုစောင့်ကြက်တဲ့မြတ်တွေစောင့်ကြက်ပေးကြတယ်အဲ့ဒီအခါမျိုးမှာဥရုမှန်ပြီးတိုင်းသူမိသားတွေ လေယာဉ်ကြီးလောက်ကန်စားတော့ရတာကောင်းမွန်လေအဲ့ဒီအတွက်အငံပေးမဆိုင်ဘူးလူသားတွေတီလာပြက်ပြီဆိုရင်ဝလာဟာကနှက်တွေဟာသွားမြဲလန်းကမသွားပဲတခြားလန်းကသွားတယ်အဲ့ဒီအတွက်ဥရုတွေဖောက်ပြန်တယ်လူသားတွေဥရုမမှန်တော့လောက်ကန်စားတော့ရတာခက်ခဲကုန်လေပြောချင်တာကမမတီလာဆောင်ထိုင်းတဲ့အကျိုးဟာနင်းနေနှောင်းမဟုတ်ဘူးမမြင်ရတဲ့နှက်မျက်နှာကောင်းကြီးဆောင်းလျှောက်ခြင်းကိုခံရတယ် ီသဘောတွေဖန်ဆင်းရှင်ကဖန်ဆင်းလို့အရာရာဖြစ်တာဆိုတဲ့သူတွေဘယ်လိုလက်ခံမလဲဒါကလွဲချော်မှုနံပါတ်၁ပါနံပါတ်၂အကားငါးစားသုံးမှုနေခြင်းဟာကပ်ဘေးကိုကာဝယ်စီတယ်ဆိုတာဒီနေ့တော်တော်များများလက်ခံနိုင်မှာမဟုတ်ဘူးယောဂပို့ဆိုတာကုခံအားကောင်းမှခံနိုင်တာအကားငါးမစားရင်ကုခံအားမကောင်းဘူးလို့လက်ခံထားသူတွေကပုံများနေလိမ့်မယ်ကိုဆောင်နဲ့သာသနာဆောင်နဲ့ မိမိနဲ့ပဋ္ဌာန်းဆက်သွားတဲ့ပုံကိုယ်တွေဟာပျက်စီးတော့မဲ့အကြောင်းအရာတွေအတွက်ကြိုတင်ပြီးတတိပေးခြင်းနဲ့အပန်းငါစားထားသူတွေဆိုရင်သူတို့နာကက်လို့မရဘူးအပန်းငါစားထားသူဟာအနတ်သက်မကောင်းဘူးအိမ်မက်ပေးဖို့လည်းမလွယ်ဘူးနမိတ်တွေပြဖို့ခက်ခဲတယ်အပန်းငါမစားခြင်းရဲ့နောက်တစ်မျိုးရလက်ကတော့တရိတ်ဆန်တွေပေါ်မေတ္တာတက်ပူပြီးတယောက်စီတယ်အထူးသဖြင့်တခြားတတ္တဝါတွေရဲ့အကုဒုကံတွေကြောင့်ကိုယ်ပါရောပါသွားတတ်တဲ့သဘောရှိတယ် ဒါကိုပူဆောင်တဲ့တွေကသိပြီးတတိပေးခြင်းနဲ့ဒါပေမဲ့သူတို့နားကတ်လို့မရဘူးအဲ့ဒီသဘောကြောင့်အသားငါလျှော်ခြင်းဟာကတ်ပြီးကိုရောပါးစီတယ်လို့ပြောတာဒါကလွှဲချုံမှုနံပါတ်2နံပါတ်3ကပရိယုပုံနေရာကြခြင်းဆိုတာကတော့တခြားဘာသာတွေအတွက်ယုံကြည်မှုမရှိတဲ့အတွက်ပရိကအယံဒါမဖြစ်စေဘူးပရိယုတဲ့အခါဘုရားရှင်ရဲ့တရားတော်မြတ်ရဲ့အရှိန်အဝါဟာဖြည့်ဆည်းခဲ့တဲ့ပါမီတော်ကြောင့် စကြဝဠာတိုက်တောင်းထိဩဇာအာဏာတက်ရောက်လေကပီးကြောင့်လူတွေတည်ကြတယ်အဲ့ဒီတည်တဲ့သူတွေကိုညအခါဘလူးညီဖို့ပြိတ္တာတွေကလူယူစားတော့ကြတယ်ဒါတွေကိုပဂရိမျက်စိနဲ့မမြင်နိုင်ကြတော့မယုံကြည်ကြဘူးပရိယုတ်တဲ့အခါပရိယရဲ့ဩဇာရုပ်ဖက်သူရဲ့ပိလသမာဓိပညာကြောင့်ဘလူးတွေပြိတ္တာတွေဟာကြောက်လန့်ပြီးထွက်ပြေးကြတယ်ကပီးဖြစ်ချိန်မှာအာမနုဒ္ဒလို့ခေါ်တဲ့ ူတို့တွေဟာလူတွေကိုမူးဝေအောင်လုပ်ကြတယ်။ဥက္ကပြီးလူလောကကိုအနှိဋ္ဌာရုံတွေဖြစ်အောင်ကြိုးစားကြတယ်။ပရိယုတ်ဖတ်ခြင်းနဲ့ပရိယေဖြန်းခြင်းကြောင့်ဘလူးတွေထွက်ပြေးရကြောင်းဖျားရှင်လက်ထက်ကကပ်ပြီးမှဖြစ်ခဲ့ကြတာပဲ။ပေအစွမ်းထက်ဖို့အတန်ထွက်မှန်ရမယ်၊ယုံကြည်ရမယ်၊ကံကြီးထိုက်လို့မဖြစ်စေရဆိုတဲ့အင်္ဂါသုံးချက်နဲ့ညီရတယ်တဲ့။ဒါကြောင့်လေဒီဆရာတော်ကြီးကပရိယုတ်ကိုနေရာကျရမယ်လို့ပြောခဲ့ကြပါဗျ။ ဒီဘောတွေကတော့ဗုဒ္ဓဘာသာဝင်တွေပဲသိတယ်။သိတာတော့မယုံကြည်တဲ့သူကများတယ်။ဒါကလွဲချော်မှုနံပါတ်၃ပါပဲ။အခုတော့လက်စေးကြအပြင်မထွက်ကြနဲ့ဆိုတဲ့မျက်မြင်သဘောကာဝယ်မှုတွေလည်းတစ်ကဘာလုံးလုပ်နေကြတယ်။မျက်မြင်သဘောနဲ့လည်းကာဝယ်ရမယ်။မမြင်နိုင်တဲ့သဘောတွေနဲ့လည်းအခုတင်ပြခဲ့တဲ့အတိုင်းကာဝယ်ကြမယ်ဆိုရင်မြမပြည်သူတွေကပ်ပြီးကနေပို့ပြီးလွတ်နိုင်ကြပါလိမ့်မယ်။ဒီဘောတွေကဗုဒ္ဓဘာသာဝင်တွေအတွက် တပီးကလုံမြောက်စီနိုင်တဲ့သူအခွင့်ရေးဆိုတာမမေ့ကြပါသေးနဲ့လို့ဘာမခွာကြောက်စရာတော့ဘုရားကြီးကမိန်ကြားထားတော်မူပါတယ်။အရာရာတိုင်းမှာအကြောင်းကင်းပြီးဖြစ်လာတာဘာမှမရှိဘူးလို့မြတ်စွာဘုရားကဟောထားပါတယ်။ခုဖြစ်နေတာတွေဟာလည်းအကြောင်းမဲ့တတ်တတ်မဟုတ်ဘူးဆိုတာဗုဒ္ဓဘာသာဝင်၌အာလုံးကံကံဤသဘောတရားအတိုင်းနားနဲ့သဘောပေါက်ထားဖို့လိုအပ်ကြောင်းပြောရင်းနဲ့ပဲဒီကနေ့ရဲ့တရားမျှဝေမှုလေးကိုဒီမာရင်နဲ့အဆုံးသတ်လိုက်ပါရစေ။ အားလုံးသောဓမ္မမိတ်ဆွေပေါင်းလုံးနဲ့တကွာကဘာသူကဘာသာအပေါင်းမြန်မာနိုင်ငံလူနိုင်ငံသားအပေါင်းဘေးရန်ယောဂကင်းစင်กว่า၏ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ။